မအူရန်တဲစုအစွန်းတွင်မအူရန်ယူကလေးရှိတယ်မအူရန်ပင်များယူတလျှောက်ကိုစီတန်းပေါက်ရောက်နေသည့်အတွေ့မအူရန်လိုလေအမိတွင်ခြင်းပဲဖြစ်တယ်မအူရန်တဲစုအနီးမှာတော့ငါးကြိမ်ရင်တဲစု ထိုမှကညင်နှစ်ပင်ရွာစင်ကူးရွာတို့တဆက်သေးရှိနေကြတယ် ထိုတဲဂူရိုကိုနှွေအခါဆက်သွဲဒီလမ်းကြောင်းမှာလှဲလှဲဖြစ်တယ်။လှဲလှဲနေအတူလူသောလူလာလမ်းကလည်းရှင်တွဲနေတယ်။ထိုလမ်းဒီလေခွင်းနဲ့မှချောင်းရွာမှာတဆင်ပျော်တစားမျိုးသို့ဆက်လက်သွဲတဲ့လမ်းဖောက်ထားခြင်းပဲဖြစ်တယ်။ ထိုလန်းချောင်းကောင်းလာတော့လေညနေ9နာရီကျော်လျင်တွာလာသူအပေါင်းဖះစာရွတ်ပြီးမှတော်၎င်းတွာလာဝင်းသည့်နေရာတစ်ခု ရှိနေပါတယ်အခက်မသိလျင်တရဲတကောင်မကနှစ်ကောင်သုံးကောင်နှစ်ပင်ကြုံရတတ်ပါတယ်အချို့ကတော့အတန်ဖြစ်ခြောက်လန့်ကြတယ်တချို့ကလည်းခဲများနဲ့အပြစ်ခံရပြီးတော့အခြောက်လန့်ခံရတတ်တယ်တချို့ကတော့အကောင်အထည်မမြင်ရပဲအနံ့ပေးခြင်းအကောင်တရဝါတကောင်ကောင်ဖန်ဆင်း၍ခြောက်လန့်ခြင်းမျိုးတွေကြုံရတယ်ယခု9ကြိမ်တည်းစုသို့ချောင်းအင်းရွာမှပြန်လာကြတဲ့မောင်နှမနှစ်ယောက်ကလည်းထူးထူး ဆဲဆဲအချောက်ခံခဲ့ရတယ်။ဖြစ်ပုံကတော့ဒီလိုပြ။ချောင်းရင်ရွာသူမေခတရားငားကြိုင်တဲစုမှကြော်မျိုးနဲ့နှစ်ဖူးစာရွာလေပြီးတော့ပေါင်းဖက်မိကြတယ်ကြော်မျိုးနဲ့အတူငားကြိုင်တဲစုမှအတူနေပြီးတော့လေယာဉ်လုံငန်းဖြစ်အသက်မွေးပြီးနေထိုင်ကြတယ် မိဘနှစ်ပါးကသက်ရှိထိန်ချာရှိနေတော့လေအသက်60ကျော်နေပြီမို့ချဲမရေးချူကြကလူကြီးရောဂါမကြာခဏဖြစ်လိရှိတယ်ထို့ကြောင့်မေခါကလည်းအလုတ်ကိစ္စပါသည်နဲ့ငါးကြီးအိုင်းမှချောင်းအင်းရော်တို့မကြာခဏလာနေခြင်းပဲဖြစ်တယ်လာသည့်အခါတိုင်းလည်းခရီးကြုံအဖော်နှစ်တော်၎င်းကျော်မျိုးနှစ်တော်၎င်းလာနေကြတယ်ယခုအခါကျော်မျိုးအလုံးမအား၍ပြွန်နစာမျိုးတို့စဘာကျိတ်ရန်လာတဲ့လှဲကြုံတွေလိုက်လာခဲ့လေတော့တယ်အပြန်ကြားတော့ချောင်းအင်းရော်ကနေဝယ်လာတဲ့စားစရာ ငချောက်ပဲပုံလက်ဖက်ချောက်စီကျက်သွန်အမျိုးအမယ်စုံလင်လာကိုတောင်းလဲကိုထဲ၍ရွက်လာကလေးတော်တယ်မောင်ငယ်ဆုံးလှတင်အားလိုက်ပုတ်ခိုင်း၍ပြန်လာခဲ့တယ်မအူတန်းယူနာအရောက်တွင်တော့ခေါင်းပေါ်မှာတောင်းကလေးကလေးတီထဲလေးလာသည်မို့လှတဲ့ငါတောင်းတဲ့ကိုဘာတွေကောက်ထဲနေတာလဲပဲပုတ်ဒီငချောက်ဒီထန်းရခဲဒီတော့ဖုံလေးနဲ့ကက်ကုံတော့ပါမေးဟာအမကလည်းတောက်တိတောက်တဲ့ကျွန်တော်နဲ့အမဒါတော့ကွာနေတာဘလို့လောက်တောင်းတဲ့ထဲရမှာလဲ ကျုပ်ဘာမှမထဲဘူးအမတောင်းနေလဲဘာမှမရှိဘူးဒါဖြစ်ဘာကြောင့်လေးသွားတာတော့လာကူပြီးတောင်းကိုချပေးစမ်းငါကြည့်အောင်နေလောက်တာဆိုရင်တော့ငါခေါင်းဖူအောင်ခောက်မှာနော်ကဲကြည့်ဗျာကြည့်ကြည့်မထဲပါဘူးဆိုမယုံဘူးခေါင်းမော်ကတောင်းမင်းမြေပေါ်မြောက်သေးလှတ်တင်ရောမေခါပါပါဇက်အဟောင်းသားဖြစ်သွား၍တောင်းကိုကြောက်ရောက်လန့်လန့်နဲ့အဝေးသို့ပြိုင်သူလွတ်ပြစ်လိုက်လိမ့်မည်တယ်သူတို့မောင်တို့မှမြင်လိုက်ရသည်ကတော့လောက်ကောင်းနေအဖွေးသားနှင့်ခက်ရွယ်ရွယ်ခွေးတေကောင်ပုတ်တကောင်ကတောင်းထဲကိုရောက်နေခြင်းပင်တေချင်းစိုးတစီကောင်နေလောက်တာ ငါဝယ်ထားတာတပတ်စာတော့အလဲကားဖြစ်ကုန်ပါပြီမနေနိုင်မထိုင်နိုင်တဲ့သစီတွေနေကင်းကြောင်တောင်လမ်းသွားနေတဲ့လူကောင်မှအလွတ်မပေးဘူးတော့အကောင်တွေ့လို့ကတော့လေးခွာစာမိပြီပဲမှတ်လှတဲ့ကလည်းပါလာတဲ့လေးခွာအာကိုနဲ့မမြင်ရတဲ့တရေကိုချိမ့်ချောင်နေလေတော့လေဟွိဒုတ်အလာလာဗဇက်တင်းလိုက်တဲ့လှတဲ့လေကျက်စာကဲတလုံးကခေါင်းကိုလာမှန်တဲ့ပြင်မူးမူးမိုက်မိုက်ဖြစ်သွားလေတော့လေကဲကျက်စာကဲများဖွားခနဲ့ကြည်သွားလေတော့လေဒုက္ခပါပဲလှတဲ့ရာဘာမှမမြင်ရတဲ့တရေကိုရန်တမ်းပြီးပြောမနေနဲ့ဒါမှကြောက်ကောင်စူထွက်သွားပြီဗျာ မမြင်ရလို့ပေါ့ကွာဗဇက်ကလည်းပြောလောက်စလုံးနှစ်လေးခွကိုအသိမ့်ပြင်းရချိန်ရွယ်လိုက်လို့တယ်။သွားလီယာဆောင်သွားတဲ့လေးခွနဲ့လောက်စလုံးထဲသည့်အိတ်ကိုတော့ဆောင်ဆွဲဝှေ့ရမ်းလိုက်တယ်လို့လှတဲ့ချာချာလဲသွားလို့တယ်။အာ ပခုံးမှာလွယ်အိတ်လွတ်သွားသည်နှင့်လူကတစ်ဖက်သို့လွတ်ဆင်လဲကျသွားလေတော့လေ။လောက်စလေးများပြန့်ကျဲသွားလေတော့လေ။လွယ်အိတ်ကိုလည်းအကောင်မမြင်ရပဲဆွဲဖြဲ့လိုက်ရာပြီးခနဲ့ပြဲသွားတာကိုတွေ့လိုက်ရလေတော့လေ။လှတဲ့လဲနေရာမှာတော်တော်နဲ့မထနိုင်။မဲခါလဲမောင်ပြက်သူလှတဲ့အာဆွဲထူပေးရင်နဲ့တောင်းဝင်လိုက်ပါလှတဲ့ရဲ့။ဒါထက်ဆိုလိုက်ရင်ငါတို့ရွာပြန်မရောက်တော့ပဲနေုံမယ်။ခမရလဲဗဇက်ပါတာပဲတောင်းဝင်လိုက်ပါလား။ငါကနေလို့ဗဇက်တောင်းရတာမဟုတ်ဘူးလေ။ ရခိုင်ကအိန္ဒိယမအူတဲ့လမ်းရိုးကိုဖြတ်တဲ့လမ်းကအေးချမ်းသာရောက်မှုအတီးလူသွားလူလာကလည်းတနည်းလုံးမပြည့်တရဲအချောက်ခံပြီးနောက်ပိုင်းထိုလမ်းကိုလည်းလူသွားလူလာကမရှိတယောက်တည်းလည်းအရဲစုံပြီးတော့ဘသူမှလည်းမသွောင်းဝင်မနဲ့လေခွင်းနဲ့သူစုပေါင်းလာကြပြီးတော့ညနေအလုတ်ပြန်ခြင်းနဲ့လူအများစုရေပြန်ကြနေတော့လေတခါတရံလူအများသွားလာနေသည့်ကြားထဲသို့ဖုန်သေးခဲများကိုလည်းပြစ်ထဲခြင်းရေနဲ့ပချင်းတို့ဖြစ်လဲ၆လမ်းနဲ့ထိုသေးများကမအူရန်သူရောက်လာခြင်းအကြောင်းကတော့ဒလူပါ တမဝဲမှာအသည်မှထွန်စံနှစည်းဝယ်ထားပြီးတော့လယ်သမားတို့ထဲထိုးထဲထွန်စပားနဲ့အငားလိုက်သည် အချိန်ကစပားရိတ်သိမ်းပြီးချင်းတစည်းကတော့ကိုင်းအတွက်ထဲထိုးအငားလိုက်ပြီးတော့တစည်းကတော့စပားနဲ့ရန်အငားလိုက်နေတယ်အချို့ကလည်းနွားဖြစ်နေကြတယ်အမြန်လူသူများကတော့ထွန်စံငားရွေစပားနဲ့ကြတယ်ဆက်နှစ်နယ်ပါးကအေက အနေအများပေါ်မူတည်ပြီးတော့အချိန်အနေအများကလည်းကွာတယ်အချို့ကတော့တနာယီအချို့ကတော့နာယီဝက်တချို့ကလည်းတနာယီခွဲလောက်ကြတယ်လုပ်ငန်းဝင်ဝင်ပြီးဆိုရင်တော့တနေ့ကုန် တလင်းတစ်ခုပြီးတစ်ခုခီးစဉ်ဆွဲပြီးတော့စပားလိုက်နေတာထိုကဲသူစပားနယ်ပြီးတော့ဆက်မောင်းနဲ့နောက်လိုက်တို့ကိုလယ်သမားတို့ကစားဝယ်ဆုံးမျိုးစုံဖြစ်အပ်ခံကြတယ်မိမိတို့တလင်းမှာစပားကောင်းကောင်းနှဲ့ပြီးရန်ဆက်မောင်းနဲ့စရင်ငိုင်ကျင်းနဲ့ရန်ပြုစုကြလေတော့တယ်များသောအားဖြင့်တော့နေရာတိုင်းမပါမဖြစ်ပါသည်ကတော့တောရဲနဲ့ကြက်သားဒါကြောင့်ဆက်မောင်းစရာနဲ့နောက်လိုက်စရင်ငိုင်တွေကနေ့စဉ်ရေချိန်မှန်နေတော့တယ်ဆက်မောင်းစရာရေချိန်မှန်၍လဲလျောက်နေလျင်အကြောင်းသိတဲ့လယ်သမားတွေကထုံးဆက်ပေါ်တက်ခါမောင်းနေတော့တယ်ယခုလဲမအူရန်စုဆန်းရှိ ေကိုတင်အေးဤဆယ်အေကရှိတဲ့တလင်းမှာစပားနယ်ပြီးတော့ဆန်ရှေကိုတင်အေးရဲ့ကောင်းမှုကြောင့်ရေချိန်မှန်နေသောဆံမောင်းလဲထိုတဲနိုင်အပြီးတည်တချင်းတကြောကြောဖြစ်အော်ဟစ်စူညာနေလေတော့တယ်ဆက်ပေါ်တွင်နောက်တလင်းမှာလာကြိုခေါ်သူများနဲ့လမ်းကြုံလိုက်သူကတော့ဘိန်းအဖုံးပေါ်ထိုင်း၍လိုက်ပါသွားလေတော့တယ်ထွက်ခါထွန်သွားချိန်တဲ့ဂျိုင်းလက်တန်နှချောင်းပေါ်ကန့်လန့်ဖြစ်တင်လာတော့ ဒီဇယ်စီထည့်သည့်ပေပါဘော်တွင်လူကြုံလိုက်သူ၂ယောက်အားလုံးစုစုပေါင်း6ယောက်ပါလာလေတော့တယ်။မအူတဲ့ယိုးကပေ30ခန့်သာကျဲတယ်။အနက်ကတော့10ပေခန့်သာနဲ့တယ်။ယိုးကိုကန့်လန့်ဖြတ်ထားတဲ့လဲလန်းကိုအရှိန်ဖြစ်ဆင်းပြီးတော့အရှိန်ဖြစ်လီပါနင်းကမောင်းတက်လိုက်စဉ်နောက်ဝိတ်များပြီးထွန်ဆက်နောက်သို့လန်ကြကလိုက်ပါလာတဲ့လူများအားလုံးပေါ်သို့ပြိသွားလေတော့တယ်။ခကြီးကြုံလိုက်လာသူလူငယ်2ဦးလည်းထွန်ဆက်ပြီးပြီးတော့ပြချက်သွားတယ်လို့ဆံမောင်းသူကလည်းဇကြိုးက3ယောက်ကနေရာမှာတင်ပွဲချင်းပြီး၍တည်ဆုံသွားလေတော့တယ်။ကျန်3ယောက်မှာ ားတယောက်ကဆေးရုံရောက်မှအသက်ဆုံးသွားလေတော့တယ်အစိမ့်တွေတည်ခဲ့တဲ့လူငယ်လူရွယ်များကလည်းမကြွမလွဖဲတရဲသက်စီဘွားကိုရောက်ခဲ့ပုံရတယ်တရဲဘွားတို့ပြောင်းသွားသူများရဲ့၆လက်မှုကြောင့်ထိုနေရာဝန်းကျင်တွင်နေကင်းရောညံ့နေပါမကျန်အ၆လက်ခံနေရခြင်းပဲဖြစ်တယ်လူငယ်လူရွယ်များအပြောလုံးပြီးတည်ဆုံးလာလားမသိ၆တာထဲနောက်တာကပုံများတယ် တိရွယ်များချွေချခြင်းတဲကိုင်းများလှုပ်ပြခြင်းနှင့်အခြားနှိမ့်မြုံစုံပြေခြောက်လန့်ခြင်းကိုလည်းမကြာခဏခံရတတ်တဲ့စင်ကူးရကင်းနှစ်ပင်ရွာဖုန်ကြီးကျောင်းတို့မှဆရာတော်များကိုပင့်ပြီးတော့ပြိတ်တရားနာတော်လဲတရေများကထိုနေရာကပြောက်မသွားမကြာခဏတစ်မျိုးမဟုတ်တစ်မျိုးလဲကျုံကြရတယ်ယခုလည်းလှတင်တို့မောင်နှမလည်းခွေးတေကောင်ပုတ်တောင်းတဲ့ကိုထဲ၍ခြောက်လန့်ခြင်းကိုခံရတယ်လှတင်လည်းမခံခြင်းအောင်ပြောမိတဲ့ဖြစ်ခဲဖြစ်လဲအပြစ်ပေါက်ခံရတယ်ကဲကဲနင်းတို့မပြောတတ်မဆိုတဲ့နဲ့တောင်းမှန်လိုက် မကျင်နဲ့ရင်လည်းထက်ခံရအောင်မေငါပဲတောင်းပန်လိုက်တော့မေပြောမှဆိုမှရှိရင်လည်းခွင့်လုပ်ပေးကြပါနောက်ပြောင်သည့်အနည်းနဲ့ခြောက်လန့်ခဲ့တာဆိုပါကလည်းဒီရွှေဒီမြတ်နဲ့ပဲကျင်နေကြပါတော့ကျမတို့ကလည်းသွားခွင့်ပြုပါတော့တော့မေခစကားဆုံးသည့်နှင့်သူတို့နီးအားမအူဝင်ကြီးအားအကိုင်းခဲအရွယ်များကတုံးုံနဲ့လှုပ်ခါသွားလေတော့တယ်အဲ့နောက်ငပြောပင်များခိုင်းများကလေတိုက်တယ်မကြရပဲတွတ်တွတ်ခါလှုံရမ်းပြီးတော့သူတို့နီးမှအဝေးသို့လှုပ်ခတ်သွားသည်ကိုတွေ့လိုက်ရလေတော့တယ်တစီတရေတွေအများကြီးရှိတယ်နဲ့တူတယ်ဒီနားမှာထွန်ဆက်ပြီးပြီးဒေတာက၃ယောက်ဆေးရုံကဒေတာ တာတရားအားလုံးဒီနားမှာအတူရှိနေကြတယ်နဲ့တူတယ်တောင်းပန်လိုက်တာကျင်းတဲ့တော်ပုံရတယ်ကဲလှတဲ့နင်းပစ္စည်းတွေကိုကောက်မနေနဲ့တော့သွားကြမယ်လောက်စလုံးကအေးမကြီးဘူးလေးခွားကကျဲကျုံလေးဆိုတော့နှစ်မျောလိုလိုက်ရှာနေတာလှတဲ့လဲလေးခွားကိုပြန်တွေ့သည်နဲ့ထူနေရကနေအမြန်ဆုံးထွက်ခွာလာခဲ့တော့တယ်ဇလန်လေးကဒီမှရင်ပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်